။တရားဇဝနာရေးသားထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာပောရိတာရာဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။အပါဒီရုပ်ချောင်းကလေးတစ်ခုထိပ်တွင်ယနေ့စီမိကွက်တစ်ခုမှမိစာကိုပတ်၍မိရှုကံလမ်းမော်တွင်ခောက်တော့ခောက်ပြန်ရက်တက်ခြေလမ်းမျိုးလှမ်းလျက်ဟိအော်ပြောမျိုးနေရာကကျွန်တော်ကို မြင်လိုက်သဖြင့် ဟေ့ဒုဗမာဟိုအော်လိုက်တော့ကြောင်းကျွန်တော်လဲပြန်၍နှုတ်ဆက်လိုက်ရပြီလင်အပကိုအိမ်မော်တို့ခေါ်လိုက်လေ၏ဟေ့အပမင်းဆိုတာဘယ်နဲ့လဲကွဘာမော်ဘာမော်အိုအိုမိတော့မိတော့ရှို့ရှို့လို့ဆိုရမှာမိဟာဘာမော်ဘာမော်ရှို့ရှို့ဆိုရင်ဘယ်နိုင်မလဲကွဟုတ်လားဒါဖြင့် ျွန်တော်ရောင်းသွားလို့ဟိုအပါသည်၎င်း၏တသက်တွင် ပထမဦးဆုံးအမားကိုဝေခံလေ၏ခါတိုင်းနိုင်မူကားသို့မဲ့၍အမားကိုပင်အနံ့ရအောင်ငင်းစမြဲဖြစ်ပေ၏ဘယင်ခံကလူတွေကိုဖမ်းထောင်ချပြီးတက်စားလို့ဦးလေးရဲ့ဟိုခြေလိုက်တော့ကြောင့်ကျွန်တော်မှမျက်လုံးပြွ၍သွားမိလေ၏ ဟုတ်ကဲ့လားကွမင်းဘသူပြောတာလဲဟုတ်ပါတယ်ဦးလေးရဲ့တက်စားတာမှအစ်စ်ပါ तू ကခြေတုံးကရှင်ပြင်းကြီးကို အားကြလို့ကျွန်တော်မှပုံတပုံကြားရတော့မည်ဟုဝမ်းမြောက်ကဘယ်ရှင်ပြင်းလဲကွပြောစမ်းမအောင်ဟိုမေးလိုက်ရလေဤဟိုရှင်ပြင်းပေါ်ဦးလေးရဲ့အော် तू လားအင်းမင်းပြောမှာပဲနာမည်သိတော့တယ် ဦးလေးကလည်းရှုပ်မနေပါနဲ့အောင်ဦးလေးရှုပ်တာနဲ့ညမေတော်မေ့သွားပြီ။အော်တိပြီတိပြီဒီရှင်ဘီရင်ဟာလူသားစားပြီးတိတ်ဝနေတာနဲ့သူ့ကို လူဘောကြီးလို့ခေါ်ကြတယ်။နောက်တော့မှညမေပြောင်းပြီးပောရိတာရလို့ခေါ်တယ်။အော်ဝါတဲ့လူဟာလူဘောတွေကြီးပေါ့ဟုတ်လား။ကြိုင်ပြောစမ်းမအောင်ကွာနားထောင်စမ်းပြစေ။ဦးလေးကောက်ကောက်နားထောင်နော်ဝင်းမရှုပ်နဲ့ ရှင်းရှင်းတုန်းကအဲ့ဒါတကယ်ဖြစ်တာဦးလေးရဲ့ပုံမဟုတ်ဘူးရာဇဝင်မပေါ်ခင်နှောင်းကဖြစ်တာအဲ့ဒါနဲ့ပောရိတာရဆိုတာရှင်ဘီရင်ကြီးတယောက်ဖြစ်ပါရောတဲ့ရှင်ဘီရင်မဖြစ်ခင်နှောင်းကသမီးနေဟင်းနေကောက်ကောက်စားရတော့ငါရှင်ဘီရင်ဖြစ်ရင်ဝတ်သားခေါဆွဲကောက်ကောက်စားလိုက်အောင်မယ်လို့အားခဲထားတာနဲ့သူ့ရှင်ဘီရင်ဖြစ်တော့သူ့ဘွိုင်းကလားကိုဝတ်သားခေါဆွဲလောက်ခိုင်းမှာရော ဝတ်သားခောက်ဆွဲမှာပဲစားကြင်တဲ့လားကွာစိတ်သားဓာတ်ပေါက်တော့မစားကြင်ဘူးတဲ့လားလာပြီဥရိယဝင်ရှုပ်တော့မယ်မရှုပ်ပါဘူးကွာမေးတာပါနှုတ်သူ့ဘွိုင်းကလာနာမည်ရောရန်ကနာတဲ့ဟဲ့အပါမင်းမှားနေပြီဘွိုင်းကလာနာမည်ကရတကပါကွာဟွန်းဥရိယမသိပဲနဲ့မဖိစဲမှာနဲ့ကလာနာမည်မှာ ဓာတ်တကရဲ့လို့မရှိပါဘူး။ဗန်ကနားမှာအစ်စ်ပါ။ဦးလေးပြောရတာနဲ့ပြောစရာတွေတောင်မေ့ကုန်ပြီ။ဟိုဟာလေးကွာရှင်ဘင်းကဝတ်သားခေါက်ဆွဲစားခြင်းလို့တဲ့။အင်းအင်းဟုတ်ပြီဟုတ်ပြီ။အဲ့ဒါနဲ့ဗန်ကနားကဝတ်သားအကောင်းဆုံးဝယ်လာပြီးမိဖို့ကြောင့်နဲ့မှထားတာပေါ့လေ။အဲ့လိုထားတော့ဝတ်သားကိုခွေးတကောင်ချီးသွားပါရော။ဒီခွေးနာမည်ရောဘာတဲ့လဲ။ပါပီလား ခုတ်ကြလားအောင်းနဲ့လားနာမည်မရှိဘူးဦးလေးရဲ့အဲ့ဒါနဲ့ဝိုင်းကလားကခွေးကိုချော့ခေါ်လာပါရောဘလို့များခေါ်ပါလိုက်ဝိုင်းကလားခေါ်တာကဝတ်သားတော့ခွေးစလို့ကုန်းတော့နောက်ထပ်ဝယ်လို့လည်းမရဘာမှမတက်နိုင်ဖြစ်ပြီးအချိန်ကျလို့ခောက်ဆွဲမပေးနိုင်ရင်သူ့ကိုရှင်ပြင်းတက်ပြမှာဆိုလို့ဝတ်သားအစာခွေးကိုတက်ပြီးချက်ဖို့ကျန်နာကိုဦးလေးရဲ့အော် ဒါဖြင့်ခွေးသားခေါက်ဆွဲဟာဟိုးရုံးကလေးကပေါ်တာပေါ့အစ်စ်ပေါ်ဦးလေးရဲ့အရသာကောင်းမဲ့သည်လို့တရုတ်တွေကလည်းခွေးသားခေါက်ဆွဲလုပ်ပြီးရောင်းနေကြတာပေါ့ကဲကဲဆက်ဆက်မအောင်နားထောင်ကောင်းတော့စိမ့်ပြက်လိုက်တာအဲ့ဒါနဲ့ဟိုးရင်းသားကျွေးတော့ရှင်ဘီရင်ကတိတ်အရသာရှိသွားတာကိုဦးလေးရဲ့ဒီတော့ရှင်ဘီရင်ကဟေးဘူဝက်ကပါကြနင်းအရင်ကဝတ်သားကောက်ကောက်မကျွေးဘူး အခုမှကြွေးတယ်။နင်ဈေးဘိုးတွေခိုးထားသလား။မှန်မှန်ပြော။မပြောရင်တက်မယ်။ခွေးကလာစွဲလန်ချာကိုရကစာလားလို့ပြောတော့ကလာကမှန်မှန်ပြောရင်တက်တာမယ်။မပြောရင်အတက်ခံရတော့မှာပဲ။ဒါပေမဲ့ခိုးရင်သားလို့ပြောရင်တိတ်စီဆိုးလိမ့်မယ်။လူသားလို့ပြောမှ နေရကြမယ်ဆိုပြီးဝတ်သားခွေးစားသွားလို့လူသားနဲ့ချက်ကြွေရပါတယ်လို့ပြောတာပေါ့ ဒီလိုပြောလိုက်တော့ရှင်ဘင်းကဟာဟုတ်လားတဲနေပါကလားလူသားပိုတချာဟဲ့နောက်ကိုလူသားဂရီဂရီချက်တွေ့ရမယ်လို့ပြောလိုက်တော့ရကနာယောက်ကြသွားတာပေါ့ဒါပေမဲ့ရကနာကလည်းရှင်ဘင်းရဲ့အမိတ်ဆိုတော့မတက်နိုင်ဘူးပေါ့လူသားရှားရတာပေါ့ဘယ်ရရှားတယ်လဲဆိုတော့တဲတော့တင်ញိုင်းနဲ့သွားပြီးလာလာပြီးမြုပ်တဲ့လူတွေရဲ့အလောင်းကိုညညမှာဖော်ယူပြီး ထက်တွေ့ရတာပေါ့ရှင်ပြင်းကလည်းလူသားခောက်ဆွဲကြည့်ပဲစသလားမဟုတ်ဘူးဦးလေးရဲ့တခါတလေ စီပြန်ကြော်တယ်တခါတလေလဲမဆလာမြမြငရုတ်တီးမြမြနဲ့ကိုရင်ကြီးဟင်းချက်တယ်တခါတလေကလေးငငယ်တွေရဲ့အလောင်းရရင်ခက်ကင်းစွပြုတ်လောက်ကြည့်တယ်อืมငါတော့တရေရိုးလာပြီအဲ့ဒါနဲ့ကျန်တော့တင်းໃຫိုင်းမှာအလောင်းတွေကုန်တော့ တာမွေတင်းငင်းကိုတွားပြီးဖော်ပြန်ရောနောက်တော့လူတွေကသူတို့ဆွေမျိုးတွေရဲ့အလောင်းတွေပျောက်ပျောက်သွားတာတွေ့ရတော့ဒိုးများတင်းနေဒီလိုပျောက်ကုန်မှာပဲဆိုပြီးတရမှကြောက်လာကြတာပေါ့။ဩဒီခါစပြီးလူတွေဟာတရမှကြောက်ကြတာထင်ပါရဲ့။ဦးလေးရောမကြောက်ဘူးလား။ငါလား။ငါတော့ဒီလိုပျောက်တော့မှမကြောက်ပါဘူး။ညကြီးတဲ့ကြတော့ ခင်းနဲ့ဒီကောင်ဝင်မှာတိတ်ကြောက်တာပဲရားကြီးကြီးနဲ့တိတ်အနေရခက်မှာဦးလေးကလည်းတကြံဖဖန်မဟုတ်တာတိတ်ပြောတာပဲမဟုတ်တာပြောတာချင်းအတူတူမင်းကတားပြီးပေါ်သေးတယ်ဟောဦးလေးဝင်လျှောက်တာနဲ့ပြောတာရတာမေ့ကုန်ပြီဟိုอืมနေပါအောင်ဩဟုတ်ပြီဟုတ်ပြီအဲ့ဒါနဲ့တင်းញိုင်းကုန်းမှာလူတွေကုန်းတော့ရာဇဝဲမှုဖြစ်တဲ့လူတွေကားစင်မှာတက်ပြီး ဖြစ်စားပြန်ရောဒီလိုစားတော့လူတွေကရာသွေးမှု မလုပ်ရတော့ထောင်ကျတယ်လို့မရှိတော့ရှင်ဘီရင်လည်းလူသားငတ်နေတာနဲ့အကြံရပြီးဘီရင်ခံတစ်ချက်လော့ဥပရိနဲ့လူတွေကိုဖမ်းပြန်ရောဖမ်းပြီးတက်စားပြန်မှာရောအဲ့ဒါနဲ့တင်းញိုင်ကုံရောထောင်ရော လူတွေကုံတော့ညညချောင်းပြီးတက်ပြန်တာပေါ့တိုင်းသူပြည်သားတွေကလည်းလူတွေ တနေ့တခြားကုံလာတာတွေ့ရတော့တညချောင်းဖန်လာရကနာကိုမိရောမိတော့မှရိုက်နဲ့မိတော့အကောင်လုံးပေါ်တာပေါ့အဲ့ဒါနဲ့ရွှေတကုံဖျားမှာမျိုးလုံးကျွန်အစီဝေကြီးခေါ်ပြီးပေါရိတာရအလိုမရှိသွေးစုပ်ကောင်းကြီးအလိုမရှိပေါရိတာရအိုးအိုးရကနာရှူရှူမိတော့မိတော့ရှို့ရှို့အေးတော်ပေါ်အောင်မစီသခင်မျိုးဟိဒုပမာဆိုပြီး ရှင်ပြင်းကိုနှင်းထုတ်တာပေါ့တခါလည်းပဲနှင်းထုတ်လိုက်ရောလားအယုံအကြည်မရှိအစိုးမသွင်းဘူးလားဒါတော့မသိဘူးဦးလေးရဲ့လူတွေကပေါ်ရီတာရာနဲ့ရကနာကိုတတ်မဲဆိုပြီးအတင်းဝိုင်းလိုက်ကြတာပေါ့ပေါ်ရီတာရာတို့ကရှေ့ကပြေးလူတွေကနောက်ကလိုက်ရုပ်ရှင်ထဲမှာဆိုရင်ဘလောက်ကြည့်ကောင်းလိုက်မလဲနောက်ချိန်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 နောက်ဟေးမိဟာ ။ကြက်ကတဲ့စိုးစမ်းမှလက်ကတော့ကြည့်မရမ်းစမ်းမှနဲ့မျက်စိထိုးမိပါဦးမ။အဲ့ဒါနဲ့ကျင်းရင်လွှမ်းရင်ပေါ်ရီတာရချရနဲ့တင့်ငေါတကူပေါ်တက်နေမိပြီ။ဘိုင်းကနေလဲကြတာပေါ့ဦးလေးရဲ့။ဒီလိုလဲတော့နောင်ကျင်ရက်သွားပြီးကြုံသေးတဲ့ကုံဆွေးပြာတို့ကျွေးသိုးသေးသလား။မမိသေးဘူးဦးလေးရဲ့။မိတော့မှလက်တချင်းဆိုရတယ်။အဲ့ဒါနဲ့ပေါ်ရီတာရလည်းမပြေးနိုင်တော့ရန်ကနားကပခုံးပေါ်ထန့်ပြီး ေါ်ပြရတာပေါ့ရန်ကနာနဲ့နော်သိအာရာပဲကိုကလမ်းချားနဲ့တင်ပြီးခေါ်ခဲ့ရောပေါ့လမ်းချားခေါ်တာနှစ်ချက်ထိုးနေလို့တစ်စီးမှမလိုက်ဘူးဦးလေးရဲ့အဲ့ဒါနဲ့ရကနာလဲရောက်ကြကျင်တော့တနေ့လူသားရှာမရပဲရှိနေပါရောပောရိတာရကလည်းငါလူသားမစားရရင်မနေနိုင်ဘူးမင်းကိုတက်ရလိမ့်မယ်ဆိုပြီးဓာတ်နဲ့ထခေါက်လိုက်တာရကနာလဲ မလကသွားပါရောအဲ့ဒါနဲ့ရကနာမရှိတော့ပောရီတာရာတယောက်ကလူသားရှာရတာပေါ့နှုတ်ခြေနာကြီးနဲ့ဘယ်နဲ့လောက်ရတယ်လဲဩကျွန်တော်ပြောတာအရင်ဦးနေတယ်ဦးလေးရဲ့ရကနာမရှိတော့မှပောရီတာရာကိုလူတွေလိုက်တော့ဒီအနာရတာအဲ့ဒါနဲ့ပောရီတာရာလဲလမ်းမလျှောက်နိုင်မင်းညောင်မင်းကြီးတခုအောင်လဲနေတာပေါ့လေလဲနေရကနေပြီး ညောင်မင်းစားနဲ့ကိုနဲ့ကြီးရဲ့ကျွန်တော်အနာပြအောင်ကုပေးပါခမည်းကိုလူသားနဲ့ပူဇော်ပါမယ်လို့ပြောတာပေါ့ပြီးတော့နဲ့ကြီးကပြောင်းနောင်ချက်ချင်းချက်ချင်းနဲ့နဲ့တို့တီးပြီးစင်းလာရောလားနဲ့ကဘိုင်းစကုတ်သွားနေလို့ဒီချိန်မှမရှိဘူးဦးလေးရဲ့ဒါပေမဲ့တော်ရီတာရာဟာအစာမစားပဲနေရတာနဲ့ခြေတော့ကအနာလဲအလိုလိုသွေးချောက်ပြီးကြောက်သွားပါရော။အော် ဒါအားကြလို့ရှင်လင်းကိုအောင်ခင်လဲနေမကောင်းတဲ့အခါသမီးမစားပဲနေတဲ့အစီနဲ့ကုတာထင်ပါရဲ့ဟုတ်မှာပေါ့ဦးလေးရဲ့အဲ့ဒါနဲ့ရှင်နာပြောက်တော့လူတွေကိုလိုက်ဖဲပြန်တာပေါ့ဖဲလို့ရတဲ့လူတွေညောင်မင်းမှာချီထားရောအဲ့ဒီတော့မှနတ်ကအကြောင်းကိုသိတာကိုသိတော့မှဒီလူဟာငါ့ကိုအနာကုပေးတဲ့ထင်ပြီးလူတွေနဲ့ပူဇော်မလို့လုပ်နေတာပဲ သူ့ကိုတော့အကျွတ်တရားရအောင်လုပ်ရမယ်ဆိုပြီးရောင်နောင်ချက်ချင်းနဲ့နှက်ကြီးဆင်းလာပြီးကိုရောင်ပြတာပေါ့ဒါပေမဲ့နှက်ကအပားဦးလေးရရုပ်ပြောင်းရုံနဲ့အင်မတန်ကောင်းတယ်ရိုးရိုးအတိုင်းကိုရောင်ပြရင်နှက်ကောင်းလို့တီးသွားမှဆိုလို့နှက်ဆိုးနဲ့တူအောင်နှက်ကုတ်တီဝစ်ပြီးဆင်းလာတာကိုဆင်းလာပြီးတော့ IC ပေါ်ရီတာလားခမည်းငါ့ကိုလူတရားရစ်ပူဆောင်မယ်လို့ပြောတယ် အခုတော့96ယောက်တည်းရှိသေးတယ်။ခမညာငါ့ကိုပတိမရိုက်နဲ့။ခမညာကြီးဒုက္ခဖြစ်သွားမယ်လို့ပြောတာပေါ့။ပောရီတာတာလဲဟုတ်တယ်။ငါကလေးအတိုင်လုံမှာပဲဆိုပြီးလူတွေကိုလိုက်ရှာတာသူ့တငယ်ချင်းရှင်ပြန်တယောက်ကိုမိလာတာပေါ့။မိလာတော့သူ့တငယ်ချင်းကအိုင်စေပောရီတာတာနေငါ့ကိုတတ်ချင်တယ်တတ်တာပေါ့ကွာ။ဒါပေမဲ့မတက်ခင်မင်းကို nga လက်ချပေးစရာတရားစီလို့ဆိုပြီးပောရီတာရာကိုလက်ချပေးတော့ပောရီတာရာလည်းတက်ရမှာခဲပြီးတငယ်ချင်းမိ ਉ တော့ငါမတက်ဘူးငါတခြားလူတက်เสียရမရှိရင်ငါကိုငါပဲတက်တော့မယ်ဆိုပြီးမှိုင်းပြီးပြန်လာခဲ့တာပေါ့ဒါဖြင့်ဒီနေရာမှာပောရီတာရာလွမ်းကဲပေါ့အိုပူပုံပန်းလွမ်းအပွဲအစီဖြေမစဲနှမ်းဥလျာလည်းနားထောင်စမ်းမအောင် အဲ့ဒါနဲ့ပေါ်ရီတာတာလဲမှိုက်ပြီးပြန်လာတော့ညောင်မင်းစားနဲ့နဲ့ကကိုရောက်ပြပြန်ရောလမ်းကွတီကလေးနဲ့ပဲလားကွာဒီတခါတော့ဖုန်းကြီးလိုလှုပ်ပြီးပြတယ်ဖုန်းကြီးလည်းမြင်ရောပေါ်ရီတာတာကဟေးဒေါက်တာမမကမပြေးနဲ့ဆိုပြီးလိုက်တာပေါ့ဒါပေမဲ့နတ်ကတကိုးကြည့်တော့လိုက်လို့မမေ့ဘူးပေါ့အဲ့ဒီတော့နတ်ကတရားဟောတော့မှပေါ်ရီတာတာလည်း မြပန်းအဖွဲကထွက်ရောလာဦးလေးရလေလာပြန်ပြီပေါ်ရီတာရာအကျွတ်တရားရသွားတာပေါ့ဒီလိုအကျွတ်တရားရပြီသူ့တိုင်းမြေသူပြန်ပြီမဲ့တိုင်းလူပြည်သားတွေကသူဟာတို့ညီအကိုတွေမောင်တွေအဖေအမေတွေတက်တဲ့လူဆိုပြီးပေါ်ရီတာရာခိုးဘက်ပေါ်ရီတာရာခိုးဘက်ပေါ်ရီတာရာပြန်သွားသွေးဆုပ်ကောင်းကြီးအလိုမရှိဆိုပြီးနှင်းထုတ်ကြပါရောအဲ့ဒါနဲ့ ပြီးရောဒီနေရာမှာတော့ဆရာဇဝနာရေးတာထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာပောရိတာရပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။